ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့ဆောင်းပါးတစ်ပုဒ်ကတော့ဥဆိုင်ပြိုးတဲ့အတိုင်းကိုပြန်ရိတ်သိမ်းရတာပဲဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်။မိုးကုတ်မိုးမိတ်တိုက်ပွဲဟာလင်းနစ်သား NUG PDF တီအတွက်အလဲပိုင်းစစ်တေတာမှစေတိုက်ပွဲအတွက်အဆုံးဖြတ်ယူရမယ့်တိုက်ပွဲအနေအထားဆိုလဲဟုတ်ပါတယ်။မြူဒေါ်လာရဲ့အလှည့်ပြောင်း turning point ဆိုလဲမှန်ပါတယ်။ တောင်းတက် DNL ဆုတ်ခွာတာနဲ့ဘိုးကုတ်မျိုးသိမ့်တိုက်ပွဲမှာပါဝင်ထားတဲ့မန်း PDF တွေကချက်ချင်းနေရာယူပြီးကာဝယ်မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါကလုတ်တင်လုတ်တိုက်တဲ့တာဝန်ယူမှုဖြစ်တယ်လို့ကြံတဲ့တော်လန်ကြီးတပ်ဖွဲ့တွေကလာရောက်ပူးပေါင်းကြဖို့ဖိတ်ခေါ်ပါတယ်။လက်ရှိလာရောက်ပူးပေါင်းကြတဲ့တပ်အင်အား9000ရှိလာပြီးမိုးကုတ်မျိုးခုခံကာဝယ်ဖို့လုံလောက်တဲ့အခင်းကျင်းတပ်အင်အားဖြစ်ပါတယ်။ ရေချင်းပြေဝတဲ့တံမှုစစ်ကဲတွေရဲ့ခေါင်းဆောင်မှုကလည်းလိုသလိုတပ်ဖွဲ့တွေချင်းချင်းကြား squad deck ဖြစ်မှု COC နှရလုံးကောင်းမှမိုးကုတ်တိုက်ပွဲကို ခုခံနိုင်မှာပါမန်း PDF တွေမိုးကုတ်ပတ်ခပတွေအပြင်ရှမ်းမန်းစစ်စင်ရေးမှပါဝင်လာပြီးမန္တလေးတိုင်းနဲ့ဝင်လာတဲ့မနနီကျော်တို့ရဲ့ PLE မောင်ဆောင်ခရဲ့ BBLE ABSTL အပြင်တခြား local PDF တွေအတွက် ဖြစ်စေရမယ့်တော်လှန်ရေးလုပ်ငန်းစဉ်ကိုပူးပေါင်းတိုက်ပွဲဝင်မှအကောင်းဆုံးအဆုံးသတ်နိုင်မှာပါ Frontline Logistic Line တွေများများပွင့်ထားဖို့လိုပါတယ်အရေးကြီးဆုံးအချက်ကရှမ်းမြောက်အစွန်ဆုံးမဘိမ်းမြို့ကိုတင်ထားတဲ့ KIA KPDF နဲ့မာမိတ်ဆက်ဆံရေးတိစောက်ပြီးညှိနှိုင်းလှုပ်ဆောင်ဖို့လိုပါမယ်မဘိမ်းမိုးမိတ်မိုးကုတ်တစ်မြို့နဲ့တစ်မြို့နီးကပ်စွာတည်ရှိပြီးကျောဆက် င်ဆက်တစ်ဆက်တည်းရှိပြီးတော့ပထဝီမျက်နှာပြင်တွင် တူနေလို့ပါပဲမိုးကမိုးမိတ်တိုက်ပွဲဟာတပ်ပေါင်းစုတိုက်ပွဲရဲ့အစဖြစ်လာတာမို့အချက်ပြလိုက်တယ်လို့ပါပဲဒီခွင့်ရေးကိုအမိအယဆုတ်ကင်ဖို့လိုပါတယ်မငင်ညွရင်ဖြစ်လာမဲ့အကျိုးဆက်ကပြည်သူလူထုတွေတော်လိုင်းကြီးတက်သားတွေအသက်သွေးချွေးပေးဆက်ပြီး တောက်ခံရတာကိုခြေနဲ့ဖြတ်တယ်လို့ဖြစ်ပါမယ်ဆိုတာသတိကြီးကြီးထားတင်ပါလေမထင်မှတ်တဲ့မှ PDF တွေရဲ့ထုတ်ပြန်ချက်တွေကစစ်ကောင်စီရဲ့တွက်တာမက invisible hand ဖြစ်တဲ့တရုတ် CCP အစိုးရကိုပါနရွက်ဒရွေးဆွတ်လိုက်တယ်လို့ဖြစ်စေခဲ့ပါတယ်။မိုးကုံနဲ့မိုးမိတ်မြို့ပေါ်ဒီမှာနှစ်ဖက်စီရေလှူရှားမှုတွေမရှိပင်မဲ့မိုးကုံမန္တလေးလမ်းပိုင်းဖော့တော့လမ်းစုံမှာတိုက်ပွဲ ဖြစ်နေပါတယ်။မိုးမိတ်နဲ့တွင်းငယ်ကြားရွာတွေမှာ PLA စစ်တပ်ကြားတိုက်ပွဲငယ်တွေရှိနေပါတယ် PL ကတွင်းငယ်ကိုလက်လွတ်ရပြီးတွင်းငယ်နဲ့၄၅မိုင်အကွာမှာစတမ်ဖတ်စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေပါတယ် ABS ရဲ့စစ်ကြောင်းကလည်းရောက်လာပြီးမို့ရောက်လာပြီးမို့နှစ်ဖက်စီတင်းမာလာဖို့ရှိပါတယ်မရမ်းမြို့နေရာအများစုကိုထိမ့်ချုပ်လာနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာ PDF တွေ ထိမ့်ချုပ်ထားတဲ့မြို့မြောက်ဘက်နေရာကိုစစ်အင်အားလက်နက်ခေရန်ပြည့်စုံနဲ့ဖူးစစ်ဆင်နေပါတယ် တော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့စင်ကူးမျိုးကိုပါဝင်တိုက်လာမဲ့အခြေအနေရှိပါတယ်။ဆိုရင်နေရတာကတောင်းတက် TNL ပါပဲ။တရုတ်ရဲ့ PR ချိန်ချောက်မှုနဲ့အကြမ်းဖက်ရှစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုအောက်မှာတောင်းတက် TNL ကအောက်တိုဘာ29ရက်မှာမိုးကုတ်မိုးမိတ်မျိုးကနေစုခွာပေးမယ်လို့ဂရီးပြုတ်လက်မှတ်ရေးထိုးခဲ့ပါတယ်။မိုးကုတ်မျိုးကိုတင်းယူပြီး TNL ကစီးပွားရေးလုံခွက်တီနဲ့အုပ်ချုပ်ရေးပိုင်းကိုဥဆောင်ခဲ့တဲ့ CNL ရာ Man PDF နဲ့မိုးကုတ်ပကပတွေကိုဓာရီလွှဲသွားရမှာပါတရုတ်ဖီအားနဲ့လာရှုမျိုးကို ပြန်လွှဲပေးတဲ့ MND အချမ်းပဲစစ်ကောင်စီကိုမြူတဲ့အရောက်ခေါ်သွင်းတယ်လို့မျိုး TNL လည်းလှုပ်လာမှာကိုတော်လိုင်းတောက်ခွက်တွေအနေနဲ့ပြင်ဆင်တရိပ်ပေးရမှာပါစစ်ကောင်စီနဲ့အပြစ်ရပြီးအနာယူအားမွေးမယ်ဆိုတဲ့တောင်းဘူချုပ်တာဖုံးကျော်ရဲ့စကားအသွာလာကြည့်ရင်မှန်ပါဘူး နောက်ပြီး DNA လေးဟာမြို့ပေါင်း12မြို့ကိုတင်ပြီးတဲ့နောက်မြောက်ပိုင်းမှာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ KIA SSPB နဲ့ပို့တိုက်တာပြီးဖြစ်လာပါတယ်။ SSPB နဲ့ပို့တိုက်တာကို နားလည်ပြီးလို့ရပါမယ်။ KIA နဲ့နယ်မြေအငင်းပွားပြီးဇေယိုက်ဆန္နာပါဝင်တိုက်ခိုက်ပြီးတဲ့ PDF တွေအပေါ်ဆက်ဆန္နာအထက်စီးဆန်လာပါပဲ။ အစိုးဆုံးက narrow minded nationalism ကျင်းမြောင်းပြီးတောင်းပြည်နယ်ကိုအတင်းကျပ်ထူထောင်ဖို့လှုပ်တာတွေကတော်လန်ရေးကိုလမ်းချော်စေခဲ့ပါတယ်။တိုင်းရင်းသားပြည်သူ လူထုကိုဂရီတွေပေး statement တွေထုတ်ပင်မဲ့တကယ်တမ်းအောင်မြင်မှုရလာတော့လောဘဇောတိုက်လာခဲ့ပါတယ်။တရုတ်ရဲ့ဖြန့်ငါးပြက်နဲ့ကြောက်ရွံ့ကျိုးနွံဆုံးမတာတရုတ်ဖျားကြောင့် UWSC ဘက်ကစားနပ်ရိတ်ခါ လက်နက်ခေရန်ဝယ်လို့မရတာအကျံဘတ်စစ်ကောင်စီရဲ့လီချောင်းရန်ကြောင့်ပြည်သူလူထုအတွက်ကြည်ပြီးအကျံဘတ်စစ်ကောင်စီနဲ့အပြစ်ရက်ခဲ့တာမပြောလို့ပါဘူးတရုတ်ရဲ့အော်တော်ရီနဲ့ တရုတ်ရဲ့စနစ်နဲ့ကျမ်းပတ်စစ်ကောင်စီနဲ့ဘလူးဘလဲလုတ်ပြီးတော်လန်ရေးတပ်ဖွဲ့တွေမိုးကုတ်မိုးမိတ်မှာ ခုခံကာကွယ်ဖို့ပြင်ဆင်နေတာကိုမနှောက်ယှက်ရင်တော်ပါပြီတောင်းတထိန်ချုပ်ထားတဲ့မြို့ခုနှစ်မြို့ကိုပဲလုံခြုံရေးနဲ့ကာကွယ်ရေးလုပ်ဖို့သာစီမံကိန်းထိန်ချုပ်ပါကျမ်းပတ်စစ်ကောင်စီကိုမျက်ဖြူစိုက်စေတဲ့30 29စစ်စင်ရေးကို 3BH တိုက်ပေးတာနဲ့ TNL ကိုရော MND ကိုပါကျေးဇူးတင်ရပါတယ် ။ဤကတော့တဆင့်ခုံတက်သွားပြီးစတိတ်ရပါလီဒါရှစ်လုပ်နိုင်တဲ့ role model ဖြစ်လာပါလေ။အကြံဖတ်စစ်တပ်ရဲ့အာသာချက်ဆိုလို့ air strike ကိုသာသတိထားရပါမယ်။မိုးကမိုးမိတ်ကိုအချမ်းပတ်စစ်ကောင်စီထိုးစစ်ဆင်းမယ်ဆိုရင်တရာဟုလေတဲ့နဲ့မိတ္တီလာရှမ်းတဲလေတဲ့ကဖိုက်တာဂျက်တွေကိုအတုံးပြုတ်ပြီးစစ်စင်ရေးလုံးမှာပါပဲ YK 130 MiG 29စတဲ့ Jet Fighter တွေအပြင် Y12 Y8 လို့တည်ယူပို့ဆောင်ရေးလေယာဉ်တွေကိုဘုံကျဲဖို့အသုံးပြုကြတာပါပဲ။တရုတ်ထောက်ခံပေးထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာစစ်သုံးဒရုန်းတွေပါရာမိုတာတွေနဲ့ Spy ဘောလုံးတွေအသုံးပြုပြီး Air Strike လုပ်ပြီးမှမြေပြင်ထိုးစစ်နဲ့တိုက်ခိုက်လာမှာပါ။ အကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်ကိုဖြိုခွင်းနိုင်ရင်တော်လှန်ရေးတပ်ဖွဲ့တွေ EOPF တွေနဲ့အခြားတပ်တော်တွေအတွက်တာမကပြည်သူလူထုတွေမျှော်မှန်းတဲ့တော်လှန်ရေးပန်းနိုင်ကိုမျှော်မှန်းနိုင်မှာပါလက်ရှိအချိန်ထိအကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်ကိုတိုက်ခိုက်နိုင်မဲ့ tactical strategy မရှိသေးပါဘူးတရားခွန်ရှိတိုက်ဒုံးပင်နဲ့လည်းအဆင်မပြေနိုင်ပါဘူးအကြမ်းဖက်စစ်ကောင်စီလေတပ်ကို mission လုပ်နိုင်ဖို့ဟာ AA နဲ့ KIA တို့လောက်သာထိထိရောက်ရောက်လုပ်နိုင်တာပါ ခုထိတော့အဖြေရှာလို့မရသေးပါဘူးဒါပေမဲ့တော်လန်ရင်ကို ပြန်ကြည့်မယ်ဆိုရင်တတ်မရှိလက်နဲ့လှီထိုးလော်တာတိုင်းတာတစ်ခုထိခยีပေါက်လာပါ යි အသက်သေးချွေးတွေလည်းအများကြီးပေးဆက်ခဲ့ပြီးပါပြီဒါကြောင့် do or die ရွေးချယ်ဖို့လိုတယ်လို့ tip for tat ပါးကိုက်နားကိုက်ကိုက်မှတိုက်မှရပါမယ်ကြရက်ကခြေဝင်ရှုပ်မဲ့တရုတ်ရဲ့ရန်ကိုလည်းသတိကြီးကြီးထားဖို့လိုပါတယ် တရုတ်ရဲ့ပြည်တွင်းရေးအကြောင်းတွေအာနာလွန်ဆွဲပွားတွေဘလို့ပဲတရင်ထွက်ထွက်ဖတ်ပြီးရင်မိထားလိုက်ကြပါကိုစုံးဒီအောက်မှာဟိန်းတန်ဟောက်တန်မန်းဖီတန်တွေကြားပြီးငိန်ရောမှလှန်ကြည့်လိုက်ပါအယူတွေအသားစားတွေကြည့်ပြီးဘသူနိုင်ဘသူရှုံးနေဆိုတာသိမှာပါဘသူနိုင်နိုင်ဘသူရှုံးရှုံးတရုတ်ရဲ့မြန်မာပေါ်ထားတဲ့ဘူဝါဒတမျိုးပဲရှိပါတယ်အဲ့ဒါကတော့ American Policy ဖြစ်တဲ့အတွက် အကျန်းဖတ်တက်ကိုလက်ကင်တို့ဖြစ်ကင်ကစားတဲ့သဘောထားမပြောင်းလဲပါဘူးကျွန်တော်တို့တော်လန်ပြည်သူတွေတော်လန်ရေးအဖွဲ့တွေတာဂက်ထားရမှာကရှေ့တမိုင်းကိုသာအာယုံစိုက်ဖို့ပါပြည်သူတို့ရဲ့ခုခံတော်လန်စစ်မုတ်ချအောင်ရမယ်